အားလုံးပဲမင်္ဂလာပါရှင်လူဦးရေတန်း20ကျော်နေထိုင်တဲ့အစ္စတန်ဘူးမြို့ကြီးရဲ့ဘားတွေစားတောက်ဆိုင်တွေအထင်ရှားဆုံးဈေးဝယ်စင်တာတွေရှိရဲ့ကာဒီကွေးကိုကာဒီကွေးခရိုင်ကိုအမအလေသွားခဲ့ပါတယ်အစ္စတန်ဘူးမြို့ဟာဟိုတူရကီနိုင်ငံရဲ့အာရှဘက်နဲ့ဥရောပရဲ့ အလဲမှာပေါ့နော်ဆက်ပြီးတည်ရှိနေရမြို့ဖြစ်ပြီးတော့အရန်စီကားတယ်လူဦးရေလည်းအရန်ထူထပ်ပါတယ်အဲ့တော့သူတို့ရဲ့ transportation ကတော့အရန်ကောင်းတယ်အဲ public transportation ဒါဆိုလို့ရှိရင် water bus ပေါ့နော် ferry boat နဲ့မှတို့ကတိကွေးခရိုင်ဘက်ကိုအဲကူးနေရပေါ့နော် ferry boat နဲ့ကူးနေရအဲဈေးတန်းနေလည်းတွေ့နိုင်တယ်ပြီးတော့ဒါကူးတန်းရောင်းဝယ်မှုအချက်ချာကြတဲ့မြို့ကြီး Istanbul မြို့ကြီးဖြစ်တဲ့အတွက်ကြောင့်စိတ်ကဲမှာအဲကာဂိုသင်းမောတွေနိုင်ငံတကာကသင်းမောတွေအပျော်စီးသင်းမောတွေလည်းအမြဲတမ်းစိုက်ကပ်ပါတယ် ဒါ iminunu ဆိုပြီးတော့နာမည်ကြီးရဲ့ဟိုဈေးဝယ်တန်းတွေစက်တောက်တန်းတွေရှိတဲ့နေရာပေါ့နော်မမတို့ရှေ့ခေတ်ယောမခေတ်နဲ့ဗဇန်တိုင်းခေတ်ထဲကနေပြီးတော့တီရှိရဲ့မြို့တစ်မြို့ဖြစ်ပြီးတော့အဲ့ဒီခေတ်တွေကတယူပို့ဆောင်ရေးလမ်းကြောင်းကိုရေလမ်းကြောင်းခရီးနဲ့ကုတန်းရောင်းဝယ်မှုလုပ်ပြီးတော့စီးပွားရေးအချက်အချာကြတဲ့ခရိုင်တစ်ခုထဲမှာပါဝင်နေပေါ့နော် ပြီးတော့အော်တိုမန်ခေတ်ခမန်းချက်တွေရဆိုလို့ရှိရင်ဒီကာဒီကွေးခရိုင်မှာကမွတ်စလင်ဘာသာအာမေးနီးယားဂရိလူမျိုးတွေဂျူးလူမျိုးတွေအဲဘူရီဘူဂေးရီးယားပေါ့နော်အဲဒီကအဲရိုမန်ကက်သလစ်စတဲ့ဘာသာမျိုးစုံကိုးကွယ်ကြတယ်ဒါပေမဲ့အခုခေတ်မှာတော့အစ္စတန်ဘူးမြို့ပေါ်မှာရောဒီကာဒီကွေးခရိုင်မှာရောများသောအားဖြင့်တော့လူငယ်တွေအများစုပေါ့နော်အထူးသဖြင့်လူငယ်တွေရာဆိုလို့ရှိရင်အဲဘာသာမဲ့ဝါဒအနေနဲ့ တဘာဝတကြလက်တွေ့ရှင်တန်တူတွေများတယ်ပေါ့နော်ပြောရွှေရွှေနေထိုင်ကြတာတွေ့ရတယ်ဒီကာဒီကွိုင်းခရိုင်ဆိုလို့ရှိရင်အစ္စတန်ဘူးမြို့ရဲ့အနာတိုလီယန်ဘက်ခြမ်းမှာတည်ရှိပြီးရောဟိုးအရင်ခေ BC 9500မှနေစပြီး BC 3500ခုနှစ်အထိပေါ့နော်ရှေးကြပြီးရောအခြေချနေထိုင်ရာအဲမြို့တမျိုးဖြစ်တယ်ပေါ့နော်ခရိုင်တစ်ခုဖြစ်တယ်ပေါ့နော်ကမ္ဘာတမိုင်းဝင် ရှေးအကြဆုံးဗလီတွေကိုလည်းဒီခရိုင်မှာပဲတွေ့မြင်နိုင်ပါတယ်ရှင်